စီဝါတက်ချင်ရင်ကြိုတင်ပြင်မိုးလင်းလာရင်စူပူအော်ဟစ်ဆဲဆုံနေတဲ့အိမ်မျိုးမဖြစ်ရဘူးဟိုအားမရှိဘူးဒီအားမရှိဘူးကုံပြီဆိုတဲ့အတန်လေးခဏခဏမထွက်ရဘူးညနေကလေးကနေဘာကုံတက်လဲရှိမရှိ အမြဲစစ်တက်တဲ့အကျင့်လို့ပါကြိုတင်ပြီးဝယ်ထားလိုက်ပါအချို့အိမ်တွေကလူကြီးတွေနဲ့မိမိကိုယ်တိုင်ကပါစီပါစီလုံးမိနေတတယ်တတိထားပြုပြင်ပါမိမိရဲ့စိတ်ကလေးကိုမထိန်းတက်သေးရင်အိမ်အလုတ်ဆလုပ်ရင် တန်ဖိုးတွေတရားရှိခောက်ဂုံတော်9ပါးဖြစ်ဖြစ်စိတ်သေးကနေယူရင်းလုပ်ကြည့်လိုက်ပါမလကင်းလင်းနာနဲ့ကလေးတွေအော်ဟစ်ငိုတဲ့မကြားရအောင်အတက်နိုင်စိုးဂီယူဆိုင်ပါကလေးနူးလာတာနဲ့စားဖို့ကြိုပြင်ထားပါစော့စရာလေးတွေဘေးနားထားပါကလေးရည်တန်လေးတွေလွင့်နေပါစေမနဲ့ညပုံမှန်မြတ်စွာဘုရားရှင်အားတောက်တော်ရေကက်လူပါဖျားကန်းကိုဝင်းတဲ့အခါမှာဝိဖြူစင်ကျဲမွေးနိုင်ရင်တောင်မှ တန်တန်ပြက်ပြက်တော့ရှိပါစေ။ဘာမီတို့စကတ်တို့တွေမဖွဲမရအဝတ်တွေနဲ့မဝင်ပါနဲ့။အထူးတရီထားဖို့ချက်ပါ။ဖျားစွန်းတော်ကိုအာယုံတက်မှကက်ပါ။နတ်တင်တို့မကက်ပါနဲ့။တရှိတင်ရှာဖျားရှင်ကိုရည်ပဲဆက်ညွတ်ပြီးမှတပားစာကြကြနနကက်လူပါ။ဖျားဝေယဝိဆအမြဲလို့ပါ။ပထန်တရားပရိတရားကိုမိမိအေးကြားယုံလောက်အတန်တူတူလေးဖွင့်ထားပါ။ အချို့ကတရားခွေ ဖွင့်တာပဲဆိုပြီးအတန်အကျဲကြီးတွေဖွင့်တဲ့ကြနေဒါကနီးမမှန်ပါဘူးကိုစိတ်သူစိတ်မတူတာမဟုတ်လို့မကြနေတဲ့သူတွေကြားရင်တော့ကိုကြောင့်သူတစ်ပါးကိုအကုသိုလ်ဖြစ်စေပါတယ်တတိထားဖို့တော့လိုတာပေါ့မိမိရဲ့စိတ်ကိုအမြဲတမ်းစမ်းစစ်ပါအတ္တမမာနတွေကို အတတ်နိုင်ဆုံးချိုးနေပါဘလောက်တော်တက်နေပါစေအတ္တမမာနတွေများလာရင်တော့ပျက်စီးဆုံးဆုံးသွားတတ်ပါတယ်ငါသိငါတက် ငါပြောတာမှအမှန်ဆိုတဲ့စိတ်ကိုပြင်ပါနေ့စဉ်စိတ်ငြိမ်းချမ်းအောင်တရားထိုင်တဲ့အကျင့်ကိုလုပ်ပါ တရားမထိုင်နိုင်သေးရင်တော့မိမိနှစ်သက်ရာဆရာတော်ကြီးတပါးပါးရဲ့တရားတွေကိုတနေ့တစ်ပုတ်လောက်နာယူပါဘယ်တရားနာရမလဲမသိဘူးဆိုရင်ဦးစင်ကတော့ပါကျုပ်ဆရာတော်ကြီးရဲ့လောကသားတို့တွေမြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက် အပိုင်း80ကျော်ရှိပါတယ်အဲ့ဒီတရားတွေနာယူပါတယ်ဘဝနေထိုင်ရေးအသည့်တွေ လောကရန်ရင်ဆိုင်ပုံတွေညာစွာမှတ်သားခွင့်ရတယ်။အဲ့ဒီတရားတွေကိုနာယူကြည့်ပါ။လေးစင်ဖျားရှင်ကိုမိမိစမ်းနေတဲ့လောက်ပေါ့။900တထောင်စသဖြင့်လှူပါ။လကုံရင်ပြန်ဆုံးပါ။ဖျားအတွက်လိုအပ်တာတွေဝယ်ပါ။ဥပမာရွှေသင်ငန်းကပ်ဖို့အယောင်တင်တဲ့ဖွင့်ဆေးကိုစေဝယ်မယ်။ဖျားမီးပူဇော်နိုင်ဖို့အတွက်တောက်တော်ရေးခွက်တို့ဟောင်းခဲ့ရင်အစ်စ်ဝယ်ပေါ့။ဖနက်အစုပ်ထီးအစုပ်ကျိုးပဲ့နေတာတွေအိမ်မှာမထားရပါဘူး။ ်မိဖို့ကြောင့်မှမလိုအပ်တာတွေမထားပါနဲ့စားသလောက်ပကံအရေအတွက်ပဲထားပါအပူတွေတင်းပြစ်လိုက်ပါလင်မယားနဲ့ဆောစောစစ်စစ်စကားများရံပြစ်မလုံးမိပါစေနဲ့လင်မယားဖျားခဲမှာမအိပ်ပါနဲ့မနက်မိုးလေးမှာကုသိုလ်တရားနဲ့အစပြုပါညအချိန်မှာကုသိုလ်တရားနဲ့အိပ်ရာဝင်တက်အောင်နေပါတနေ့တာပြီးတိုင်းဒီနေ့ကောင်းမှုတစ်ခုမလုပ်ခဲ့တဲ့တည်းဆိုတာတွေ့ပါမကောင်းတာမလုပ်မိလဲစဉ်းကျင်ပါ နောက်နေ့ကုသိုလ်တခုပြုဖို့အတွက်အားစိတ်ပါခွေးလေးကိုထမင်းကျွေးတာလဲစိတ်ထားတတ်ရင်ကုသိုလ်ပါပဲငှက်ကလေးတွေကိုစံစည်းပတ်ပေးတာလဲစိတ်ထားတတ်ရင်ကုသိုလ်ပါပဲဂုံတော်ရွံ့မိတာလဲကုသိုလ်ပဲဂုံတော်ကိုများများပွားပါဂုံတော်ကွန်ချာကိုလည်းပွားပါမိသားစုကိုမေတ္တာနဲ့ချက်ကျွေးတာလဲမုံမြတ်တဲ့ကုသိုလ်ပါပဲရှားခဲလာတဲ့လူဘဝအတူလေးမှာစိတ်ကောင်းနှလုံးကောင်းမွေးပါ အတ္တဟိတပရဟိတစမ်းနိုင်သလောက်လောကကြီးအတွက်လုပ်ပေးပါ အရာအလုံးဟာတည်ငှကလေးပါတေသောရင်အကုန်ထားခဲ့ကြရမှာတရှိတင်ရှားစီစဉ်ကမိမိဖြစ်ထုတ်ခဲ့တဲ့ကံတွေသာကောင်းမှုကံမကောင်းမှုကံမိမိရဲ့တန်ရာမှာအမြဲပါပါပါမွေးရသားသူဟာခရစ်တစ်ဖြစ်ပါတယ်ဗျာ